အလှဝင်ကောက်တဲ့သူတွေအကုန်လုံးရဲ့လက်သုံးစကားဟာစေတနာနဲ့အနစ်နာခံပြီးတော့မှလုပ်ပေးနေတာငါတို့က donation ငါတို့ကပြုတဲ့သူတွေလှူတဲ့သူတွေ donate လုပ်တဲ့သူတွေနင်တို့ကအလှခံစားတဲ့သူတွေအလှခံမစားခင်တုန်းကမိမိပိုင်ဆိုင်မှုတွေဘလောက်ရှိခဲ့သလဲအလှခံစားပြီးတဲ့နောက်မှာမိမိပိုင်ဆိုင်မှုတွေဘလို့ပြောင်းလဲသွားသလဲဒါဆိုရင်ဒီငွေကြီးတွေဘယ်ကရလာသလဲ အားလုံးင်္ဂါဗျဒီနေ့မှာကျွန်မိတ်ဆွေတွေမျှော်ပေးခြင်းတဲ့ဗီဒီယိုဖိုင်လေးရတော့မအဲလီမွန်တင်ရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒီနေ့မှာမအဲလီမွန်တင်ကဘာကြီးပြောထားရလဲဆိုတော့ဗောနော်ကျွန်တော်တို့ Writer ကိုဘန်းပြပြီးတော့အလူငွေကြီးကောက်ခံစားနေတဲ့သူတွေကိုတက်ကစ်သွားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုပြည့်စုံလေးကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါဦးနော်အလူငွေကောက်တဲ့သူတွေအကုန်လုံးရဲ့လက်သုံးစကားဟာစေတနာနဲ့အနစ်နာခံပြီးတော့မှလုတ်ပေးနေတာအနစ်နာခံပြီးစေတနာနဲ့လုတ်ပေးအောင်သူတို့ရဲ့ချွေးနေစာဘယ်နှပြားပါအဲ့ဒီလှူလိုက်တဲ့ပတ်စံတွေကပြည်သူရဲ့ပတ်စံတွေလေး ပြည်သူကိုရှင်းအောင်လင်းအောင်ပြောရမှာပေါ့ပြည်သူကဒါမကြိုက်ဘူးဟေးဒါကတော့ငါတို့အမြင်မရှင်းဘူးဆိုရင်ပြည်သူရှင်းလင်းအောင်ခြပြမယ်တာဝန်တို့တာဝန်အလူငွေကောက်ထားတဲ့သူတွေရဲ့တာဝန်ကျမပြောရှင်းလားအဲ့တော့ပြောလိုက်လို့ရှိရင်ပြည်သူကလူလဲလူဝါသေးတယ်အနှိမ်လဲခံရသေးတယ်ကျမတို့တိုင်းပြည်မှာကျမတို့တွေပြည်သူတွေကအဲ့လိုဖြစ်နေတာကျမတို့ပြည်သူတွေဘဝကအဲ့လိုဖြစ်နေတာနေရာတိုင်းမှာ လူလဲလူရသေးတယ်ထောက်လဲထောက်ပံ့ရသေးတယ်ကျမတို့ပြည်သူတွေကအနှိမ်လဲခံရသေးတယ်သူတို့တွေရဲ့မောက်မာမှုတွေကိုလည်းခံရသေးတယ်ဟုတ်လားစေတနာနဲ့လူပေးတာမနာလုံလို့တိုက်ခိုက်နေတာဟဲ့မနာလုံအောင်ငါတို့ကတော့မှနင်တို့ကိုလှူဖို့အတွက်အလူငွေထည့်ထားတာလေနင်တို့ကိုဘာမနာလို့စရာအကြောင်းရှိလဲနင်တို့ကတထေးလားနင်တို့ကချမ်းသာနေတဲ့သူလား နင်တို့ရဲ့ပိုင်ဆိုင်မှုဘာမှမရှိတဲ့အဆင့်နေရနေပြီးတော့မှဒီအလုပ်တွေလုပ်တော့မှနင်တို့ကလည်းပြောင်ရောင်သွားတဲ့ဟာကိုနင်တို့ကိုပြန်ပြီးမနာလုံအောင်နင်တို့ကအလှဝင်နဲ့မိညမ်းပြီးစားတောင်းနေတဲ့သူတွေငါတို့ပြည်သူတွေကလှူဒန်းနေတဲ့လှူတွေငါတို့က donation ငါတို့ကပြုတဲ့သူတွေလှူတဲ့သူတွေ donate လုပ်တဲ့သူတွေနင်တို့ကအလှခံစားတဲ့သူတွေအလှခံစားတဲ့သူတွေကအလှရှင်တွေကိုတဖန်ပြန်ပြီးတော့မှ ခြေမိုးချင်းခံနေရတဲ့တိုင်းပြည်ဘာဖြစ်လို့အဲ့လိုခံရတယ်လဲဆိုရင်ကျွန်တော်တို့ပြည်သူတွေညံ့လို့အာလို့တုံးလို့အယုံလုံလို့ဟုတ်တလားဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့နိုင်ငံတကာမှာတော့ဖောင်ဒေးရှင်းတစ်ခုထူထောင်နေဆိုလို့ရှိရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုအရင်ဆုံးချပြရတယ် ဒါဆိုရင် foundation မလုပ်ခင်တော့မိမိပိုင်ဆိုင်မှုဘလောက်ရှိခဲ့သလဲအလူခံမစားခင်တော့မိမိပိုင်ဆိုင်မှုတွေဘလောက်ရှိခဲ့သလဲအလူခံစားပြီးတဲ့နောက်မှာမိမိပိုင်ဆိုင်မှုတွေဘလို့ပြောင်းလဲသွားသလဲဒါဆိုရင်ဒီငွေကြေးတွေဘယ်ကရလာသလဲဒီပိုင်ဆိုင်မှုတွေဘာကြောင့်ဖြစ်လာသလဲလို့ပြည်သူတွေကမေးခွန်းထုတ်ရင်ပြည်သူတွေကိုပြန်ဆဲရမှာမဟုတ်ဘူးပြည်သူတွေကိုပြန်တရားစွဲရမှာမဟုတ်ဘူးပြည်သူတွေကိုရန်ရှာရမှာမဟုတ်ဘူးရှင်းပြရမှာမဟုတ်ဘူး ပြည်သူတွေကထွေးနှင်းစာနဲ့လှူထားတာပြည်သူတိုင်းကခန့်ညံ့ညံ့တော့မဟုတ်ဘူးမညံ့တဲ့ပြည်သူကမေးခွန်းထုတ်လာတဲ့အချိန်ကြလို့ရှိရင်ကလော်မတုံနဲ့ဟိုတရားဆွဲမယ်ဒီတရားမဆွဲမယ်နေနဲ့မအွန်နဲ့ကျမကဘလို့စီတနာရီနဲ့မြစ်တာရီနဲ့လုတ်ပေးတာပါဆိုပြီးတော့မှမာသာထရီဇာတွေမီးအိမ်ရှင်တွေလာမလုံနဲ့အပြောအကြိုက်ရင်းတော့ပတ်စံမဟုတ်ဘူး ဒီပတ်စံนี่ဟာနင်တို့ပတ်စံမဟုတ်ဘူးအလူခံကောက်စားနေတဲ့သူတွေပြည်သူတွေပတ်စံပြည်သူတွေဟာအချိန်မရွေးစရင်စစ်ပိုင်ခွင့်ရှိတယ်အချိန်မရွေးမေးပိုင်ခွင့်ရှိတယ်ဒါကိုနင်တို့ကရှင်းပြရမယ့်တာဝန်နင်တို့မှာရှိတယ်အခုတော့ကျမတို့တိုင်းပြည်ဟာပြည်သူတွေကလေတိတ်တနာစရာကောင်းနေ။ထောက်လဲထောက်ပံ့ရတယ်၊လှူလဲလှူရတယ်။အဲ့အလှူခံစားနေတဲ့သူတွေရဲ့ရန်ရှာခြင်းလဲခံရတယ်။ ခြင်မိုးခြင်းလဲခံရတယ်တနာစရာရမ်းကောင်းတယ်မီးစမ်းမှာပြည်သူတွေမီးလို့ရပါတယ်ဟုတ်တလားအဲ့တော့ကျမမိကွန်းတစ်ခုပဲမေးမယ် foundation ထူထောင်ထားတဲ့သူတွေအလူဝင်ကောက်စားတဲ့သူတွေအလူဝင်ကောက်မစားခင် foundation မထူထောင်ခင်မိမိတို့ရဲ့ပိုင်ဆိုင်မှု အခြေအနေချပြရဲသလား အခုလက်ရှိအခြေအနေမှာမိမိတို့ရဲ့ပိုင်ဆိုင်မှုအခြေအနေချပြနိုင်သလားအဲ့ဒါပဲမေးမယ်ရှေရှေဝဝေးတွေအများကြီးမပြောဘူးအဲ့ဒီကိနေနော်မမောက်မှာကြားနေနော်ပြည်သူပေါ်မှာမယိုင်းနဲ့အခုပြည်သူပေါ်မှာရမ်းရိုင်းလောကကြည့်လို့အလွန်ဝေကောက်စားတဲ့သူတွေမှန်သမျှအရမ်းရိုင်းနေပြည်သူပေါ်မှာ ပြည်သူတွေကမျှော်လင့်ချက်တွေတရားတရားတွေနဲ့လှူကြတာနေတော့အလူခံကောက်စားတဲ့သူပြည်သူကလှူတဲ့သူအဲ့တော့ရှင်းရှင်းလေးပဲမိကွန်းတစ်ခုမေးလိုက်မယ်ကျန်တာတွေအများကြီးမပြောဘူးကျန်တာတွေအများကြီးမပြောဘူးဒီဖောင်ဒေးရှင်းတွေဒီအလူငွေတွေကောက်မစားခင်တုန်းကပိုင်ဆိုင်မှုဘဝအခြေအနေအခုဖောင်ဒေးရှင်းတွေထူထောင်ပြီးအလူငွေတွေလက်ခံပြီးတဲ့အခြေအနေတွေမှာပိုင်ဆိုင်မှုဘဝအခြေအနေတွေ ဟိုကဝင်နေဝင်ငွေဒီကဝင်နေဝင်ငွေဆိုရင်တွက်လို့ရတဲ့ဝင်ငွေတွေပဲနော်ဟုတ်လားဖောင်ဒေးရှင်းထူထောင်ထားတဲ့သူတွေဆိုလဲဘယ်ကဘာရိုက်လိုက်လို့ပတ်စံဘလောက်ရတယ်တွက်လို့ရတယ်လीနော်တခြားအလုံးဝေးကောက်စားနေတဲ့သူတွေလဲဘာအလုံးလုံးလို့ပတ်စံဘလောက်ရတယ်ဒါကြောင့်မလို့ဘာဝယ်ထားတယ်ဒါကြောင့်မလို့ဒီလိုအိမ်တွေပိုင်တာဒါကြောင့်ဒီလိုကားတွေပိုင်တာဒါကြောင့်ဒီလိုစီးပွားရေးလုပ်ငန်းကြီးတွေလုပ်နိုင်တာလို့ ဝင်ဝင်ရောင်းလန်းနေဆိုရင်ပြည်သူတွေမှာအုံနောက်ရှိတယ်ဟုတ်လားမဟုတ်ဘူးလားဆိုတာစဉ်းစားမယ်ချပြရဲသလားအဲ့လိုချပြခိုင်းလို့ရှိရင်မစင်းနဲ့ပြည်သူကိုမယိုင်းနဲ့ပြည်သူကိုဟုတ်လားအခုဒီမှာကလေတခါတည်းကိုလေဟိုပရဟိတစီးပွားရေးကုမ္ပဏီလီမိတက်တွေဖြစ်နေကြတာနောက်တစ်ခုကျမတို့ပြည်သူတွေမှာအားနည်းချက်တစ်ခုရှိသေးတယ် တခုခုဖြစ်ပြီဆိုလို့ရှိရင်အမြင်နဲ့ထုံးစံတိုင်းဘက်ကွဲတဲ့ဟာရှိတယ်အနီမလို့အစိမ်းမလို့ဆိုပြီးတော့မှဖြစ်လိုက်တဲ့ခါကျတော့မူရင်းပြဿနာကိုဖြေရှင်းတဲ့စခန်းကိုမရောက်တော့ဘူးအနီကလည်းအနီမလို့ကာကွယ်တယ်အစိမ်းကလည်းအစိမ်းမလို့ကာကွယ်တယ်ဆိုပြီးအဲ့ဒီအနီအစိမ်းရဲ့ပြဿနာကြားမှာသူတို့ကစားတာနေကြတာ ဖြေမရဘူးနောက်ဆုံးကျမတို့တွေကအဖြေမရလိုက်တော့ဘူးနောက်ဆုံးကျတော့မူရင်းဖြစ်တဲ့ပြဿနာရဲ့အဖြေမရဘဲနဲ့အနီမလို့အစိမ်းမလို့ဟာ तू ကအနီမလို့ तू ကအစိမ်းမလို့ဟာအနီမလို့အနီတွေကလည်းကာကွယ်ပြီးတော့မှအစိမ်းတွေကိုဝုံအစိမ်းတွေကလည်းအစိမ်းတွေကိုကာကွယ်ပြီးအနီတွေကိုဝုံဟာဒါကတော့မယူတော့ဒါကတော့ယူသားတယ်နဲ့အဖြေကပြဿနာရဲ့အဖြေစီကိုမရောက်ဖဲနဲ့လမ်းလွဲသွားတယ်အဲ့အနီစိမ်းပြဿနာနဲ့အဲ့ဒါလည်းတော်တော်ဆိုးတယ် ဒီပြဿနာတွေဟာအနီစိမ့်ပြဿနာတွေမဟုတ်ဘူးနိုင်ငံနဲ့ဆိုင်တဲ့ပြည်သူနဲ့ဆိုင်တဲ့ပြဿနာတွေ ျမတို့တိုင်းပြည်ဟာဆင်းရဲတဲ့တိုင်းပြည်ကျမတို့တိုင်းပြည်ဟာချွတ်တဲ့တိုင်းပြည်ကျမကျမတို့တိုင်းပြည်ဟာအရာရာကိုနောက်ကျကြံခဲ့တဲ့တိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရတခုတည်းပေါ်မှာပဲကျမတို့ကမိခိုအားထားလို့မရတဲ့အတွက်ကြောင့်မလို့ဒီလိုပဲပရဟိတအဖွဲ့ငယ်လေးတွေမိမိအသိစိတ်တဲ့မိမိအဖွဲ့ငယ်လေးတွေပေါ်လာကြတယ်ဟာနီးဆန်ရတိုင်းပြည်မှာဘေးရန်တွေတခုခုဖြစ်မယ်ဆိုလို့ရှိလို့ရှိရင်နီးဆန်ရပြည်သူမှပြည်သူတို့ဆိုတဲ့ဟာနဲ့ဟာကိုယ့်ရဲ့နီးဆန်ရကိုလုံနိုင်စွမ်းရှိတဲ့သူတွေကိုကျမတို့ပြည်သူတွေကဝိုင်းပြီးတော့မှလှူကြတယ် အဲ့ဒီမှာအဲ့ဒီလူတွေဟာမတော်လောဘစိတ်တွေနဲ့ငွေမြင်တော့စိတ်တွေပြောင်းလဲကုန်ကြတယ်အဲ့တော့လုံတုံးကတော့ကောင်းတဲ့ရည်ရွယ်ချက်နဲ့လှုပ်တာပဲလုံရင်းလုံရင်းလုံရင်းနဲ့အထုံနဲ့အထင်နဲ့လည်းမြင်လဲမြင်ရောရည်ရွယ်ချက်တွေပြောင်းသွားပြီးတော့မှစီကိုင်နဲ့လည်းစီပေးမယ်ဆိုတာကျမတို့ကလက်ခံပါတယ်ယုံကြည်ပါတယ်နော်တည်လဲတည်ပါတယ်နော်အာခွင်လဲခွင်ပြုပါတယ်ဒါပေမဲ့မတော်မတရားတော့မလုပ်နဲ့ပေါ့ ကျေးဇူးရှင်ကြီးတိုင်းပြည်ရဲ့ကျေးဇူးရှင်ကြီးဆိုတဲ့အထာလေးတော့မဖမ်းကြနဲ့ညီတို့ကတိုင်းပြည်ရဲ့ကျေးဇူးရှင်မဟုတ်ဘူးတိုင်းပြည်ကညီတို့ကိုပြည်သူလူထုကခိုင်းထားတာညီတို့တိုင်းပြည်ရဲ့ကျေးဇူးရှင်မဟုတ်ဘူးပြည်သူတွေလည်းစွတ်မမြောက်နဲ့ပြည်သူတွေကလည်းစွန့်မြောက်တယ်ဟာမာသာထရီဇာကြီးဟာဘာကြီးဟာဘလို့ကြီးမိခင်ကြီးဘာကြီးညာကြီးဘလို့ကြီးအမလီကျေးဇူးတွေတင်လိုက်တာကျေးဇူးကျေးဇူးတင်အောင်သူတို့ချွေးနေစာဘယ်နှပြားပါလို့ကျေးဇူးတင်နေတာတော့ ကမေးပါအောင်မေဇွတ်ကျေးဇူးတင်နေတဲ့သူတွေဟမ်အမလီသူ့ကိုကျေးဇူးတင်လိုက်တာသူရှိလို့သားရဲ့သူ့ထွင်းနေစာနဲ့လှုပ်ပေးနေတာလားကဲအဲ့အလူငယ်ကောက်ခံတဲ့သူတွေကိုကာနေတဲ့ကာဗာလှုပ်တဲ့အပိန်းတိုက်ကိုလည်းကျမပြောအောင်မေအလူငွေကောက်ခံတဲ့သူတွေရဲ့အောက်မှာတခုခုများဝေပန်လိုက်လို့ရှိရင်ပြန်ပြီးတော့မှတုံ့ပြန်ပြီးတော့မှအာတခါနဲ့ကုန်လေလှုပ်ပင်းနေတဲ့ဒီ ိုက်ပင်းနေတဲ့တုံ့ပြန်နေတဲ့သူတွေကိုလည်းကျမမေးပါအောင်မယ်သူတို့ရဲ့ချွေးနှဲစာတွေလားလို့အဲ့အလူကန်ရတဲ့ငွေတွေကနဲ့လုတ်ပင်းနေတာသိန်းတောင်းချီဒေါ်လာမီလီယံနဲ့ချီအဲ့ဓာတွေကသူတို့ချွေးနှဲစာတွေလားလို့ကျမအဲ့တခုမဲ့ဖြေပြီး ဲ့တော့သူတို့ချွေးနေစာတွေမဟုတ်ဘဲနဲ့ခொနည်းရသားသမီးပြည်သူကလူတန်းကိုသူတို့ကပြန်ပြီးစီမံခန့်ခွဲပေးတဲ့ဟာကိုဘာကိစ္စနဲ့သူတို့ကတိုင်းပြည်ရဲ့ကျေးဇူးရှင်ဖြစ်ရတာတော့အဲ့တော့ကျမတို့တွေ foundation တွေဆိုလဲ foundation တွေအလျောက်ဘယ်လိုတွားရမလဲဆိုတဲ့ system တွေရှိတယ် process တွေရှိတယ်နည်းနည်းပါးပါးမျက်စိပွင့်နားပွင့်ပြီးဖတ်ကြည့်ကြအောင် နော်ဇွယုံဇွတာရုခွန်ဇွကာရီမလုပ်ကြနဲ့စစ်ဆေးခံနိုင်လား personal account အနေနဲ့အလှူငွေလက်ခံနေတာနော် personal account အနေနဲ့မရဘူးအဲ့လိုမျိုးโอเคကျွန်တော်ဒီဘိုင်းလေးကဒီလောက်ပါခင်ဗျဒီကျမဆိုရင်တော့မအလီမွန်တင်ရဆိုရင်ဒါတိုက်တော့ဘန်းပြပြီးတော့အလူခံစားနေတဲ့လူတချို့ဟိုဒါဒက်ကစ်လိုက်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ် ဒီထဲမှာသူပြောသွားတာတွေကဆိုရင်အရောက်အမကောင်းပါတယ်တချို့သူမိထားတဲ့မိကုံးလေးတွေကတော်တော်လေးလဲဒါမသိနားမလဲတဲ့လူတွေကိုတော့တော်တော်လေးတော့ခူးကျူတာရမယ်လို့ထင်ပါတယ်ခင်ဗျအမိတ်ဆွေတွေထင်မြင်ဆိုင်ချက်လေးလဲကွန်မန့်မှာရေးပေးပါဦးနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လဲဆုံတွေ့ကြမယ်နော်